အားလုံးပဲမင်္ဂလာပါ AAO Art 80ပါကျွန်တော်ဒီနေ့မှာတော့ဂျီနဲ့ပတ်သက်တာလေးတွေတွေရမှာကျွန်တော်တို့ကဘာမှာလွမ်းမုံမှုရှိဆုံးဥရောပအမှုပညာတမရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့ဒီတတိကံလေးကြောင့်ကိုရှင်းပြပေးတော့ပါမယ်။ Okay ဆက်လိုက်ကြအောင်ဆိုတော့ဒီတတိကံလေးကဘာကိုပြနေတာလဲဆိုရင်ဥရောပအမှုပညာတမမှာရောယနေ့ခေတ်မှာပါကျွန်တော်တို့ဒီပကြီးဆရာတွေအများစုရေးခဲ့ကြတဲ့ပကြီးကားတွေရဲ့ subject တွေအကြောင်းပါ။ အလွယ်ဆုံးနားလည်အောင်ပြောရမယ်ဆိုရင်ဥပမာတက်ကရိုတစ်ခုမှာဆိုရင်တက်ကရိုចောင်းသားတွေအတွက်ပေါ့ဗျာရွေးချယ်စရာအနေနဲ့ကိုစိတ်ဝင်စားစရာကိုဝါဒနာပါရကိုအားတန်ရဒီမေဂျာတွေ subject တွေရှိတယ်လို့ပုံစံမျိုးပေါ့ဗျာပကြီးမှာဆိုရင်လည်းတက်ကရိုတစ်ခုလို့မြင်အောင်လိုက်မယ်ဆိုရင်ပကြီးစရာတွေအတွက်ရွေးချယ်စရာကိုစိတ်ဝင်စားစရာကိုဝါဒနာပါရအားတန်ရဒီပကြီး subject တွေအများကြီးရှိနေတယ်ဆိုတဲ့ပုံစံမျိုးကိုပြနေတဲ့တတိယကံလေးပါဒီတတိယကံမှာဆိုရင် အပေါ်ကနေပြီးတော့အဆုံးအဆင့်ထိအဆင့်50ရှိပြီးတော့အပေါ်ဆုံးအဆင့်ကိုတော့ရှေ့ကျဆုံးအပိုင်းလို့နားလည်ထားလို့ရပြီးတော့အဆုံးအဆင့်ကိုတော့ယနေ့ဘက်ခင်းတဲ့အနည်းဆက်ဆုံးအပိုင်းလို့နားလည်ထားလို့ရပါတယ်။တတိယကံရဲ့အပေါ်ဆုံးအပိုင်းမှာရှိနေတဲ့ subject ကို history painting လို့ခေါ်ပါတယ်။ဒီ history painting subject မှာဆိုရင်ဘာသာရေးဆိုင်ရာပြည်ကားတွေဘာသာရေးဆိုင်ရာပပုရုပ်ထုတွေပါဝင်ပါတယ်။နောက်တစ်ခုကတော့ methodological လို့ခေါ်တဲ့ဒီ Danaila ပြည်ကားတွေပေါ့နော်။ Danaila အဲဗဟုယုတ်ထုတွေပါဝင်တယ်ပေါ့နော်ဒီ proper ရဲ့ methodology ကတော့ Greek ရနေဆင်းသက်လာတာများတယ်ဆိုတော့ Greek ဒဏ္ဍာရီလာပုံပြင်တွေကိုမိញမ်းပြီးတော့အဓိကရေးတဲ့ subject ကြီးတစ်ခုပါတတိယကံရဲ့ဒုတိယအဆင့်မှာရှိနေတဲ့ subject ကတော့ portrait ပါ portrait painting ပေါ့နော် portrait painting မှာဆိုရင်လူတယောက်ရဲ့ပုံလဲပါမယ်ပြီးရင်လူအများစုပေါ့နော်လူ group like ပေါ့နော်အုပ်စု like အာလူပုံလူတွေလဲပါဝင်တယ်ပေါ့နော်ဒီ subject ကတော့လူအားလုံးနဲ့ရင်းနှီးပြတာဖြစ်ပါတယ် ။နောက်တစ်ခုကတော့တတိယအဆင့်မှာရှိနေတဲ့ Unit Train နဲ့ Subject ပါ။ဒီ Subject မှာဆိုရင်အဓိကအားဖြင့်ကျွန်တော်တို့အိမ်တွင်းရဲ့အထုံးဆောင်ပစ္စည်းတွေစတင်ချထားတဲ့ပုံလေးတွေပြီးရင်အခင်းချင်းပေါ့နော်အိမ်တွင်းအခင်းချင်းအိမ်တွင်းထဲမှာလှုပ်ရှားနေတဲ့လူတွေရဲ့ဟန်တွေပြီးရင်အိမ်မွေးတိရစ္ဆာန်တွေရဲ့ဟန်တွေဒါတွေကိုအဓိကမြင်ရပြီးတဲ့ရတဲ့ subject တခုပါအဲ့ဒီထဲမှာပဲနောက်တစ်ခုကတော့ဒီ outdoor ပေါ့နော် outdoor မှာဆိုရင်အပြင်ရဲ့အခင်းချင်းပေါ့နော်ဥပမာဆိုလို့ရှိရင်ဈေးတစ်ခုမှာဆိုရင်ဈေးတဲ့ဈေးဝယ်တွေပြီးလို့ရှိရင်ဈေးရဲ့အခင်းချင်း ဲ့ဒီလိုပုံစံတွေကိုအဓိကမြင်ញံပြီးတော့ရေးတဲ့ painting subject ကို unit painting subject လို့ခေါ်ပါတယ်။တတိယကံရဲ့ structure အဆင့်မှာရှိနေတဲ့ subject ကတော့ landscape painting ပါဆိုတော့ landscape painting ကတော့ကျွန်တော်တို့လူအများစုနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ် landscape painting မှာဆိုရင်တောတောင်တွေတဘာဝရှုခင်းတွေချောင်းတွေမြောင်းတွေအစအကုန်လုံးပေါ့နော်ဒီတဘာဝနဲ့ဆက်ဆက်တဲ့အရာဝတ္ထုတွေကိုမိញမ်းပြီးတော့ရေးတာကို landscape painting subject လို့ခေါ်ပါတယ်ဒီဘက်ကမှာဆိုရင်နောက်နောက်တစ်ခုပို့ပြီးတော့ပြန့်ပွားလာတာကတော့ဒီ city scape ပေါ့နော် city scape ကတော့အရင်ကအရင်နဲ့ရှိခဲ့တာကို landscape လို့ခေါ်ပေမဲ့ဒီဘက်ခင်မှာကျတော့တိုက်တွေအစီရင်နဲ့မုံမြော်တိုက်တွေနဲ့အနေထားကိုခေါ်တဲ့အခါကျတော့ city scape ဖြစ်လာတာပါနောက်ဆုံးတစ်ခုကတော့တတိကံရဲ့အောက်ဆုံးအခြေမှာရှိနေတဲ့ street light painting ပါ street light painting subject ကိုဟုတ်ရှေးရခင်ကလည်းနေစားခဲ့တယ်ဆိုပေမဲ့လည်းအဲ့ဒီခေတ်မှာအဲ့လောက်ကြီး popular မဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ဒီဘက်ခေတ်အာ78ကနေဒီ20ရာစုအတော်တွေမှာပို့ပြီးတော့ popular ဖြစ်လာတယ်ပေါ့နော်ရှင်းတော့ရေးခဲ့တယ် ရေးခဲ့တဲ့ဆိုပေမဲ့တို့ကဒီ subject ကိုချမ်းသာကျွယ်ဝတူတွေရဲ့ဒီစီးတဲ့ဥစ္စာတွေပေါ့နော်တို့ဘယ်လောက်ရှိကြအောင်ပေါ့လားဒီလိုမျိုးဂုံတစ်ခုတည်းကိုဖော်ကျူးခြင်းတဲ့အတွက်ရေးခဲ့တဲ့ဖန်တီးခဲ့တဲ့ပကြီးအာပကြီးက subject တစ်ခုပါဒီဘက်ခင်းမှာကြတော့ဒီ academic ပကြီးရဲ့ဒီတင်ရိုးတစ်ခုအနေနဲ့တတ်မှတ်ထားပါတယ်ဒါတွေအားလုံးကတော့ဥရောပအမှုပညာတိုင်းမှာပြည်ဆရာတွေအများစုရေးခဲ့တဲ့ subject တွေရဲ့အကြောင်းကိုဖော်ပြနေတဲ့တိကျတဲ့အကြောင်းပါ ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ကတော့ AA ကို R80 ပါနောက်ထပ်ဒီကားတွေဒီဆိုင်နဲ့တူပြန်လာခဲ့ပါဦးမယ်ချောင်း